မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေ့လင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်ကီလေးလုံးကိုပြန်လည်မြောက်ပြီးတော့မှဖြစ်ပါတယ်ဗျာနော်ပြီးခရက်တစ်ပတ်မှကျွန်တော်ကီလေးလုံးကနီးက9မြို့လောက်ရှိတယ်ဗျာနော်9မြို့လောက်တင်ပြထားတာဖြစ်ပါတယ်အဲ့ဒီမှာသူက6ခွန်ရှိဖြစ်ပါတယ်ခင်ဗျာ6ခွန်ရှိဆိုတဲ့အတွက်ဒီ9လျှောက်တင်နေကီရပြတ်တယ်ဗျာနော်ပြက်ပြင်မရှိဘူးဆိုပေမဲ့ပြက်သွားခေတာဖြစ်ပါတယ်ပြီးခရက်တစ်ပတ်မှပြက်တယ်ဗျာနော် တောင်ညာတိ6ရှစ်မှာတော့ရှစ်တလုံး9ခွန်ရှစ်ဖြစ်ပါတယ်။ရှောက်ခွန်တောင်ညာတိကိမှာတော့ခုနှစ်တလုံးပါနော်။9ခွန်ရှစ်ဖြစ်ပါတယ်ခင်ဗျာ။တောင်ညာ9ခွန်ရှစ်မှာခွန်ရ6ရ9ခွန်ရှစ်ဖြစ်ပါတယ်။လေး9ရှောက်ခွန်ကိမှာတော့ခုနှစ်တလုံးပါနော်။ဒီတောင်ညာတိ3နဲ့တောင်ညာတိ3ဆိုတာလေးက9ခွန်ရှစ်ဆိုတဲ့အတွက်ပြည့်တယ်ပါနော်။3 4 6ဆိုတာလေးကလည်းကျွန်တော်9ခွန်ရှစ်ဆိုတဲ့အတွက်ပြည့်သွားခဲ့တာဖြစ်ပါတယ်။တဲ့ပေမရှိဘူးဆိုပေမဲ့ ကျွန်တော်တင်ပြလိုက်တဲ့အချိန်ကြာမှပြတ်သွားခဲ့တယ်ပေါ့နော်။ Okay ဒါကြောင့်မို့ကျွန်တော်ဒီ78ချိန်မှာ sorry 79ချိန်မှာအသုံးလိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်နီးနံပါတ်2နံပါတ်3နံပါတ်4နံပါတ်5ဒီနီးလေးမျိုးကိုကျွန်တော်79ချိန်အတွက်ပြန်လည်များတက်မှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့နံပါတ်1 3 6 8ကိစ္စလေးကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ โอเคဒါလေးကတော့ကျွန်တော်ပင်ရှိကီလေးလုံးဖြစ်ပါတယ်2383ညကီမှာ3ညဒီ3ညချတော့ကိုက3953ရဲ့3ညရဲ့6တုံညတော့နေ့ဒီ6နှစ်6 8ဒီ6ရှစ်ဒီဖြစ်ပါတယ်ဒီကနေစရမယ်ပေါ့နော်ဒီမှာတောက်လျှောက်ဖြစ်ပါတယ်ဆိုပေမဲ့ဒီ336တစ်ကြိမ်မှာပြတ်တယ်ပေါ့နော်အဲ့တော့ဒီ336တစ်ကြိမ်မှာပြတ်သွားဖြစ်တာဖြစ်ပါတယ်336ပြရဒီ3ည4တိ တုံညာလေးဒီရှိရှာခွန်ရှောက်တုံညာ6 6 6နဲ့669မှာလေးโอเคတယ်ဗောနော်အဆောင်ငါးဒီပြန်ကြံသွားခေတာဖြစ်ပါတယ်9ရှောက်နဲ့တုံညာလေးလေးပြီးရင်ဒီဘက်မှာနင်းနေတိဗောနော်ရှင်းလေးတုံရှိရှာတုံနေတုံညာ9ခွန်ခွန်9ခဏညာ3 00 89လေး9ရှောက်တော့ဒီမှာဆိုရင်တောက်ရှောက်ဖြစ်ပါတယ်ဗောနော်2020နဲ့5မှာတော့အလုံးအပြည့်ပြင်မရှိဘူးဗောနော်အကဲစာအုပ်ကမဆန်တဲ့ဒီမှာထပ်ဖြည့်ထားတယ်ဗောနော် 6463များ168အထိကြီးပဲထပ်ရတယ်ပေါ့နော်အဲ့ဒီမှာကျတော့98ဖြစ်ပါတယ်98ဆိုတော့အထိကြီး7တလုံးကအပိတ်ဖြစ်ပါတယ်ခင်ဗျာခေတ္တဆိုင်တွင်တော့19ကြိမ်မှာပေါ့နော်86 98ဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီ9မှာတစ်ကြိမ်ဒီ9မှာတစ်ကြိမ် ရှစ်မာနာကျင်းအပေါင်း9ဆပြီဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်မှာဆိုရင်ကျွန်တော်တို့63ကျင်း78 85 73 39ပေါင်း30 30ပေါ့နော်အဆင်89ပေါင်းတာက16ဖြစ်ပါတယ်89ပေါင်း16 8ကျင်းကလည်း16ဆိုတော့ရှောင်းနဲ့ရှောင်းပေါင်းတာ7နှစ်နင်းနဲ့9ပေါင်းရှင်900ရာတယ်ပေါ့နော်ဒါဆိုရင်ခွန်8တောင်ရတိတိကုံ9နဲ့ပေါင်း6လို့ဖြစ်တာဖြစ်တယ်ပေါ့နော်အဆင်85ပေါင်းရှင်ဒီ73 6ကိုနင်းပေါင်း6လို့ယူထားတဲ့အတွက်3ကိုနင်းနဲ့ပေါင်းရင်9 83 5 3G လေးလုံးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်တို့ဒီ3ည3 6 8ဒီဒီမှာ3ည3 6 8ဒီပေါ့နော်9 83 5 3ပြီဖြစ်ပါတယ်16ကြိမ်မှာ9 83 5ဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်နံပါတ်1က9 83 5ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်နံပါတ်2 နံပါတ်2ကဒီ6ခွန်3ညတိကိဆိုရာလေးကိုဆက်ပြီးနေတာကြည့်မယ်ပေါ့နော်။ခေတ္တလေးကတော့ကျွန်တော်နောက်ထပ်တစ်မျိုးပေါ့နော်။ဒီ9လေးလေးမှာ9ထိပ်စီမှုတည်ပြီးတော့9ကိုတည်တိုးတာ6 6ရဲ့နှက်ခါ9ကိုကိုယ်တည်တိုးတဲ့9ရဲ့ပါပါ3ညပေါ့နော်။အဲ့မှာ9 6 9 3ညမှာ9ခွန်9ကိုအလေးထိပ်စီနေပိတ်ပေါ့နော်။တပံကိုကိုရဲ့ကိုယ်တည်တိုးတဲ့စေတုံညနှက်ခါခွန်ကိုရဲ့ပါပါ၄ ကိုတုံများခွန်လေးကီမှာတုံများဒီတုံများ၆သုံးဖြစ်ပါတယ်အဲ့မှာတားလျှောက်ဖြစ်ပါတယ်ခင်ဗျာဒီ963တကြိမ်မှာပြည့်တယ်ဗောနော်ကျွန်တော်တို့ကဒီ693များဆိုတဲ့အတွက်ဒီ6ထိပ်ရှိရမှုဒီပြီးတော့6ကိုတိတုခွန်ခွန်ရဲ့ပါဝါ3များ6ရဲ့ပါဝါ1ခွန်ရဲ့နှက်ခတ်3များ6ရဲ့ပါဝါ1ဆိုတော့အဲ့မှာ963ဆိုတဲ့အတွက်အဲ့6ခွန်3များ1တကြိမ်ပြည့်တယ်ဗောနော်โอเคဆက်ပြီးတော့ဒီမှာတောက်6ဖြစ်ပါတယ်93များ4 93များ3 3 6အနည်းစားပြီးတော့ တောင်ရှောင်းဆက်ပြီးဥကိပါတယ်ဗောနော်ကိုရှောင်းနစ်ကိုရှောင်းနစ်ပြီးတော့ဒီမှာတုံညာလေးလေးနင်းနစ်တိ၈လေးတောင်း၈ရှောင်းတောင်းနစ်တုံညာ9000ခု2020နဲ့5ဗောနော်9000 3000 8900 5ရှောင်းတောင်း6800နင်းနစ်ခွန်3 8 8တုံးတုံညာ9 3900နင်း9900နင်း4ရှောင်း3900နင်း5900 6900ဒီမှာဆိုရင်3900ရှောင်း3966646ဒီ6ခွန်တုံညာတက်မှာဆိုရင် ်98ပါနော်98ဆိုတော့အထီးကိခုနှစ်အလဲဖြစ်ပါတယ်ဒီခုနှစ်ကအလဲ98ဖြစ်ပါတယ်ပါနော်အဆင်းတင်တော့ဒီတစ်ပတ်မှာ98ဆိုတဲ့အတွက်ကြောင့်မို့ဒီကိုထိတ်စီကိုမူတည်ပြီးတော့ကျွန်တော်ဒီ93ညပါနော်ကိုတေတုတဆေတုံညာနှခခွန်ကိုရဲ့ပါပါလေးကိုတုံညာခွန်လေးဆိုရင် ကိုကိုထိတ်စီရမှုတည်ပြီးတော့ကိုရဲ့ပါကိုတေတုတဆဲ၃ညနှခခွန်ကိုရဲ့ပါပါလေးကိုတုံညခွန်လေးဖြစ်ပြီးဖြစ်ပါတယ်။ Okay ဒါပြင်ရှင်ဖြစ်ပါတယ်ဗောနောကိုတုံညခွန်လေးဆိုပြီးဖြစ်ပါတယ်။အဲဆိုရင်ကိုတုံညခွန်လေးဒီမှာတော့ကျွန်တော်ခုနှစ်တလုံးတူနေတာတွေ့ရတယ်ဗောနောအထက်နံပါတ်3ကိုဆက်ပြီးကြည့်အောင်လားခင်ဗျာကျွန်တော်တို့တုံည98ဆိုတာလေးကိုဆက်ပြီးကြည့်အောင်ဗောနော် โอเคဒီဟာလေးကတော့ပြင်ရှင်ဖြစ်ပါတယ်ခွန်905 44 99 36တောင်းဝင်စာပြီးပြပေးထားတယ်ပေါ့နော်ပင်ရှိကီးလေးလုံးဖြစ်ပါတယ်တလုံးတမမဟုတ်နှလုံးအထီပေါ့နော်အဲ့မှာတောက်လျှောက် okay တယ်ပေါ့နော်တောက်လျှောက် okay တယ်ဆိုပေမဲ့သူကဒီနင်းလေးချောက်ပေါ့နော်နင်းလေးချောက်နင်းလေးချောက်ပြီးတော့ဒီမှာဒါသူရင်းနီးပေါ့နော်သူရင်းနီးမှာပြပေးထားတယ်နင်းလေးချောက်ဒီမှာရထားတယ်ပေါ့နော်နင်းလေးချောက်ပြီးတော့ဒီမှာ၃နင်းနင်းလေး ရှင်းကားနေဒီရှေ့ရှောင်းကားတစ်ချိန်မှာဒါဒါပြည့်တယ်ဗောနော်ရှေ့ရှောင်းကားတစ်ချိန်မှာပြန်ပြီးတော့၃၅ရှောင်းမှာပြန်ပြီး okay လာတယ်၃၅ရှောင်းမှာ၃၈တုံးများတစ်ထက်က၃ဒီ၃၅ရှောင်း၈၃၅ရှောင်းထက်က၆ဒီ၆၄ရှောင်းဒီရင်၃၅၅ခွန်၈မှာ၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ဗောနော်၉ခွန်၈ဆိုတဲ့အတွက် okay တယ်ဘာဖြစ်လို့ဒီမှာခွန်ရဲ့ချစ်ရဲ့ကိနှလုံးစလုံးပါတယ်ဗောနော်ခွန်ရဲ့ချစ်ရဲ့၉ခွန်၈ဆိုပြီးတော့ okay လာတာဖြစ်ပါတယ်ဗောနော် အာဆွေဒီတပတ်မှာကျတော့9ခွန်8ဖြစ်ပါတယ်9 8ခွန်ခွန်ဖြစ်ပါတယ်ခင်ဗျာအာဆွေကျွန်တော်ဒီခုနှစ်မှာ2ကြိမ်8မှာ2ကြိမ်ခုနှစ်မှာ2ကြိမ်ဖြစ်ပါတယ်အာဆွေခွန်ကကျွန်တော်ဒီမှာ4ကြိမ်ပေါ့နော်ခွန်9ကြိမ်7လေးဒီနှစ်3 4ခွန်လေးဒီ98ဆိုတော့88ပေါင်း86ဖြစ်ပါတယ်ဒီလိုလေးရေးလိုက်မယ်ပေါ့နော်ခွန်9ကြိမ်7လေး၄နဲ့၈ပေါင်းတာက၁၂ဆိုပြီးဖြစ်ပါတယ် ဒီမှာခုနှစ်နှစ်ကြိမ်က74ဆိုတော့၄နှစ်နှစ်ပေါင်းရှင်း6 6ကို9နဲ့ပေါင်းတာက71တစ်ကိုနှစ်ပေါင်းရှင်းဒီ3လေ63လေအထူးကြီးဖြစ်ပါတယ်ပေါ့နော်63လေဒါဆိုရင်တုံညာ9ခွန်6က63လေဆိုပြရတယ်ပေါ့နော်63လေโอเคနောက်ထပ်နံပါတ်4ကိုလည်းဆက်ပြီးကြည့်အောင်ပေါ့နော် ကဲနံပါတ်၄က၄56ခွန်ဆိုတာလေးဖြစ်ပါတယ်ခင်ဗျာ56ခွန်ဆိုတာလေးပေါ့နော်အဲ့တော့ကျွန်တော်ဒီအထီကလေးမျိုးနီးရနှမျိုးပြပေးထားတယ်ပေါ့နော်ဒီကနေ့ဘက်မှာသင်ပေးထားတာဟာဖြစ်ပါတယ်6ခွန်ခွန်6ပေါ့နော်နီးနံပါတ်၁ပဲဖြစ်ပါတယ်3ည3ခွန်3ည3ည3ခွန်ခွန်6 9 6 3 5ပေါ့နော်အဲ့မှာတောက်လျှောက်ဖြစ်ပါတယ်အရှောက်ဆိုပြီးမှကျွန်တော်ပြခဲ့တဲ့တပတ်ဒီ၄၅၆ခွန်၃၃၃၅၅၅လုံးပုံတူတယ်ဆိုပြီးမှ ဒီ9ခွန်ရှိဖြစ်ပါတယ်ဗောနော်6လေးရှောက်ပြီးတော့ကျွန်တော်9ခွန်ရှိဖြစ်ပါတယ်9ခွန်ရှိဆိုတဲ့အတွက်ကြောင့်မို့ဒီအထီးကီလေး9 6ခွန်တွေက9တီအလေဖြစ်ပါတယ်ဒီ3နဲ့3 5ဆိုတာလေးကတော့ပြတ်သွားခဲ့တယ်ဗောနော်ပြတ်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့90နဲ့1ဒီ69ချိန်အတွက်ဤနံပါတ်1ကိုပဲကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်ဗောနော် ခွဲသားကတော့ကျွန်တော်နိနံပါတ်၁ဖြစ်ပါတယ်3 D 356 4က646ပြီးရင်ဒီ956ခွန်ထဲမှာ9 D 9ခွန်8ဖြစ်ပါတယ်ဗောနောအလယ်နေရာမှာဖြစ်ပါတယ်ဒီ9က9ခွန်8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီလိမ့်မှာတစ်ချိန်ဆိုရတဲ့ဒီ6မှာတစ်ချိန်ဗောနောပြီးရင်ဒီ8ကိုတော့3နဲ့မြောက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ9မှာတစ်ချိန်ဒီ9မှာ2ချိန်ဗောနောအလယ်လေးမှာ2ချိန်တင်း3နဲ့2နဲ့မှာတစ်ချိန်စီ ပြီးရင်တော့ဒီနေ့မှာတစ်ချိန်6 sorry 6မှာတစ်ချိန်3ညမှာတစ်ချိန်ဒီ9ကိုကြတော့3နေမြောက်ပြီးတော့ကျွန်တော်၄နေထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်6ကတစ်ချိန်ဖြစ်ပါတယ်73လီဒီ20နဲ့၄ပေါ့နော်ခွန်3ချိန်က20နဲ့တက်ဖြစ်ပါတယ်၄နှစ်ချိန်8 3နှစ်ပေါင်းတာကပေါင်းရှင်က6ကတစ်ချိန် ငါးသုံးလီတီ15ပေါ့နော်ပြီးရင်ကျွန်တော်လေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ6နဲ့4ပေါင်းတာက30ဖြစ်ပါတယ်9နဲ့6ပေါင်းတာ73 3နဲ့3ပေါင်းတာ28နဲ့ပေါင်းရင်30 9နဲ့4ပေါင်းတာ9ဆိုတဲ့အတွက်9 3ည3နဲ့ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာဒီနေ့အရာ9 3ည3နဲ့ကီဖြစ်ပါတယ်ပေါ့နော်9 3ည3နဲ့ကီဒီကီကတော့ကျွန်တော်အဆောင်ကျအောင်မှာဖြစ်ပါတယ်ပေါ့နော် โอเคကိုတော့ညတင်နီကီဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်နံပါတ်၄ကတော့ကျွန်တော်တို့ကိုတော့ညတင်နီကီဆိုပြီးရနေတာဖြစ်တယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်အကောင်လုံးသုံးအောင်လို့ဆိုလို့ဘူးပေါ့နော်မိမိတို့ခြိုက်တဲ့နီးတစ်ခုခုကိုပဲရွေးရှင်လို့ရတယ်ပေါ့နော်သူမဟုတ်ပြတဲ့အနေနဲ့လည်းတုံးလို့ရှင်ပြတယ်ပေါ့နော်အကကျွန်တော်၁၆ချိန်အတွက်ဖြစ်ပါတယ်ခင်ဗျာ၁၆ချိန်အတွက်ဖြစ်ပါတယ် ခဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာအပင်ပေါင်းရာကျော်ရှိပြီဖြစ်တဲ့ပင်ရှိကီးလေးလုံးကိုလည်းထပ်မံမျှဝေပြသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။